လူတော်တော်များဟာကောင်းမှုကုသိုလ်ပြုပြီးတိုင်းကိုလိုချင်တဲ့အစုတွေကိုတောင်းတာဟာတင့်လျော်မှုရှိပါသလား။ဘာကြောင့်လဲဆိုတော့တချို့လူတွေကပန်းလေးတစ်ဝင့်ရေလေးတစ်ခွက်လောက်သာလှူပြီးတော့ကြီးမားတဲ့စုကြီးများကိုတောင်းဆိုလေးရှိပါတယ်။အလှအနှဲငယ်လှုပ်ပြီးတော့ကြီးမားတဲ့စုကြီးများကိုတောင်းဆိုတာဟာတင့်လျော်မှုရှိမရှိသိလိုပါတယ်။နောက်တစ်ခုကကြတော့စုမတောင်းမဲကောင်းမှုကုသိုလ်လုပ်လို့ရှင်ရောကိုလိုဟာဆန္ဒပြေဝနိုင်မှာလားရှင်ပြ။ဟုတ်ပြီ။စုတောင်းတာအဲ့တော့ဟိုသူ့ရဲ့ဆန္ဒပေါ့နော်။ဟုတ်ပါပြီ။ ူရဲ့ဆန္ဒမို့အပြစ်ပြောစရာအကြောင်းရှိပါဘူးမှန်ပါဗျာသူဘလောက်လှူလှူလှူပြီးရင်ဆူတောင်းတာတော့ဒါသူရဲ့ဆန္ဒကိုဖော်ထုတ်တာပဲလေမှန်ပါဗျာသူဖြစ်ချင်တာဖော်ထုတ်တာမှန်ပါဗျာအဲ့ဒါတော့ပြစ်မရှိပါဘူးမှန်ပါဗျာပြစ်မရှိပါဘူးဟိုတင်းနေရမှုရှိမရှိဆိုတာလေရမရနဲ့ပဲဆိုင်တယ်မှန်ပါဗျာလူစရာကိုဆန္ဒကိုကိုဖြည့်ကြတာပဲလေမှန်ပါဗျာနည်းနည်းလေးလှူပြီးတော့လဲဆူကြီးကြီးတောင်းညင်တောင်းမှာပေါ့ဒါကတော့မှန်ပါဗျာ အလူဝတ္ထုကြီးနဲ့မသက်ဆိုင်မှုသူကရှင်နေကတရာရှင်နေကစေရနာနဲ့သက်ဆိုင်တယ်မှန်ပါဗျာသူရင်ထဲကစွာအားချီးနေလို့ရှင်မရဘူးလို့ပြောလို့မရဘူးရနိုင်မှန်ပါဗျာနော်မှန်ပါဗျာရှားနိုင်တယ်ဆိုတော့ဒီတိနေရမှုမရှိဘူးလို့ပြောလို့မရဘူးသူဆန္ဒပြည့်မပြည့်တာပြောခြင်းပြောအောင်မှာဖြစ်တယ်မှန်ပါအဲသူရဲ့လူကျင်မှုကတော့ရှိမှာပဲ ဝေဒကြလေးနဲ့ထီထီပေါက်ချင်တာလို့ပေါ့ဝေဒကြလေးနဲ့ရှင်းတော့ပြောတော့အခုဘလောက်ရလို့မသိဘူးဖုံဖုံမှန်ပါဗျာမှန်ပါဗျာရှင်းတော့ဆိုတကြဖိုးထိုးလိုက်လို့ရှိရင်တသိန်းစုပေါက်တယ်လေမှန်ပါဗျာဘယ်သူရရှိသိန်းစုကြီးလိုချင်လို့ထိုးကြတာကြီးပဲလေမှန်ပါဗျာမှန်ပါဗျာမှန်ပါခုပေးတဲ့ငွေလေးကနည်းနည်းလေးနဲ့ဟိုပြန်ရမှာရေကိုတော့အများကြီးမျောကြတာပဲမှန်ပါဗျာအဲ့ဒါသိန်းလျော်မှုမရှိဘူးဆိုရင်ထီထိုးတာလည်းသိန်းလျော်မှုမရှိဘူးမင်းကနှစ်ချက်ဖိုးဆိုရင်နှစ်ချက်ပဲမင်းလေးချက်ဖိုးလောက်ပဲမျောပေါ့ဘာလို့သန်းစုကြီးကိုမျောမလဲ မှန်ပါဗျာဟုတ်တယ်မလားမှန်ပါဗျာအဲ့ဒါကြည့်မယ်ဆိုရင်ဒါမသိနေရဘူးလို့ပြောလို့မရဘူးလေမှန်ပါဗျာလူဆန္ဒမှန်ပါဗျာသုမတောင်းမဲ့ကောင်းမှုကုသိုလ်ပြုရင်ရောကိုလိုရာဆန္ဒပြေဝပါသလားဆိုကောင်းမှုကုသိုလ်လို့ဆိုလိုက်ကြတဲ့ဟာ तू ကဒီကတူညီတဲ့အကျိုးပေးတတ်တဲ့သဘာဝမှန်ပါဗျာလူတယောက်ကိုကိုကဟိုကောင်းကျိုးရအောင်ခွင့်ကြီးပေးလိုက်တယ်ဆိုရင်အဲ့ဒီလိုအကူအညီမျိုးကိုကရတတ်တယ်မှန်ပါဗျာ ကိုလှုပ်တာသူများပေါ်မှာတက်ရောက်သွားလို့ရှိရင်အဲ့ဒီတက်ရောက်မှုကကိုယ့်စီပြန်ပေါ်လာမှန်ပါ reaction လို့ခေါ်တယ်ဒါမှန်ပါဗျာ shoot down 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 reaction ဆိုတာလာတယ်မှန်ပါဗျာဥပမာကိုကလူတယောက်ကိုထမင်းဝါဝကြွေးလိုက်ရင်ကိုကြွေးမဲ့လူလာကိုစားစရာတွေပေါ်မယ်လူတယောက်ကိုအဝတ်စားပေးလိုက်အဲကိုကြတော့လေကိုလူကျင်တဲ့အဝတ်ကလေးတွေရတယ်ဒါ reaction ရဲ့သဘောတရားပဲမှန်ပါဗျာဘူမရင်းဆိုတဲ့လက်နဲ့ကြားဘူးလားကြားဘူးပါဗျာ ဟိုတည်းကဩစတြေးလျမှာတုံးတဲ့ဟာလေမှန်ပါဗျာကိုလုံးကိုကပြစ်လိုက်လို့ရှိရင်ကိုစီပြန်ရောက်လာမှန်ပါဗျာအဲ့လိုပဲကံကြမ္မာကကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကိုလုံးလိုက်လို့တစ်ဖက်သားပေါ်မှာတက်ရောက်မှုဖြစ်သွားရင်